တိမိယဇက်ကိုပေးတဲ့ပေါင်းတော်တော်တို့အားလုံးကြားဖို့ကြပါနဲ့ဟုတ်လားတိမိကဘာလို့တားတော့စကားမပြောတော့တိမိဆိုရင်စကားမပြောဘူးလို့ပဲသိကြတယ်ပေါ့ဘာဖြစ်လို့စကားမပြောတာတုံးဆိုတော့ရှင်ဘရင်လောက်ရမှာရှိုးလို့အံ့ဩစရာပါပဲဟုတ်လားစကားပြောရင်ရှင်ဘရင်လောက်ရမှာရှိုးလို့မရှင်ဘရင်လောက်လို့ရှင်အမားတွေလည်းဖြစ်နိုင်တယ်အရင်ဘောအကြောင်းတွေကိုသူကအမှတ်ရတာကိုတော့သူ့ရဲ့အဖေက သူ့လာသားလေးမှာကိုသားလေးယောက်ကိုအဖြစ်တည်ပေးတာကိုမြင်ရတော့ အလွန်ထိတ်လန့်တုန်လှုပ်ပြီးတော့ပြန်ပြီးတော့နောက်ဘဝကိုအမှတ်ရတဲ့ဉာဏ်ရတယ်။အဲ့ဒါရှင်မင်းဖြစ်ခဲ့တော့သူလည်းပဲအဲ့လိုတော့မတင်တော်တာတွေကိုဆုံးဖြတ်ချက်ချခဲ့တာတွေရှိမှာပေါ့။အဲ့ဒါကြောင့်မလို့သူငရေကြခဲ့ရတယ်။အဲ့ဒါကိုသူကသိပြီးတော့ဒီဘဝဘယင်သားဖြစ်ပြမည်။အဲ့လိုဆိုရင်ငါတေချာပေါ့ဘယင်သားဆိုရင်တော့ဘယင်ဖြစ်လိမ့်မယ်။ဘယင်ဖြစ်ရင်တော့ဘယင်ရဲ့အလုပ်တွေကိုတေချာပေါ့လုပ်ရလိမ့်မယ်။အဲ့လိုဆိုရင်လည်းအမားတွေကပါနေနာပဲ။ ဒါဆိုရင်ငါငရဲကိုမြန်ပြန်ရောက်သွားရင်ဒုက္ခအဲ့တော့ဘလို့လို့ရမတုံးဆိုတော့အဖြေကမပေါ်မပေါ်တဲ့အခါအရင်တုန်းကမအေးတော်ခဲ့တဲ့ထီးချဆောင်နတ်သမီးကဘယင်မလုံးချင်လို့ရှိရင်မအတော်လဲအတကဲ့သို့မစွန့်တော်လဲစွန့်တကဲ့သို့အထိုင်ကလေးအအာကလေးအစွန့်ကလေးយ៉ាងဆောင်းနေအထိုင်တွေအအာတွေအစွန့်တွေကိုဘယ်သူကမှရှင်းပြမြောက်မှာမဟုတ်ဘူးအဲ့ဒီလိုပြောတဲ့အခါကျတော့ဘုရားလောင်းကအဲ့ဒါကိုအသေးချာစဉ်းစားပြီးတော့ ကောင်းတယ်ဆိုတော့ဒီခါလေးဆုံးဖြတ်ချက်ချမပြင်းတော့ဒီတိုင်းကြောက်ချထားလိုက်တော့တာသေးသေးကြီးကြီးဆိုမပြင်းတော့ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ဆန္ဒကဒီအနေအထားကိုဒီရှင်ဘရင်ဘုရားကလွတ်ကင်းတဲ့ယတိယဟန်ရဲ့ဘုရားကိုသူအလွန်ရခြင်းဟုတ်လားဒါကြောင့်မလို့သူကနေချင်းညာချင်းနောက်ဆုံးတော့ကမှရွှေရွှေလန်းလန်းတက်တက်ကြွားကြွားကလေးလေးလာသားလေးအနေထားလေးလို့ဆိုပြီးတော့ပုံမှန်ဖြစ်နေတာလေးက ဘလို့ဖြစ်သွားတော့ဆိုတော့သူကအယုတ်တယုတ်လို့ဖြစ်သွားအဲ့ဒါကိုမိခင်ရောဖခင်ရောသတိထားမိအဲ့ဒါနောက်တော့သူကနှုတ်စာလဲငိုတယ်ဆိုတာမရှိဘာမှသူကတဏှာကိုကြည့်ရဆိုစိုက်ကြည့်နေတော့လေညူလို့လည်းပဲသူစိတ်ဝင်စားတာမျိုးမရှိအဲ့ဒါကလေးကထူးတယ်ထူးတယ်ဆိုတော့စကားပြောမယ့်အရောတော့စကားမပြောတော့မပြောတဲ့အခါကျတော့ဘယင်ကြီးကလည်းညံရှိတယ်ဒီမွေးလာတဲ့ကလေးကဘုန်းရှင်ကန်းရှင်ဆိုတာလည်းသိတယ် သူမွေးတုန်းကမိုးတွေအကြီးကျယ်ရလို့သူ့ကိုတင်မိရလို့နာမည်ပေးခဲ့တာတားရှုပန်ပြီးတော့မှမွေးလာတဲ့ကလေးဒီကလေးကတော့ဘလို့မှအစွန်းအာမဖြစ်နိုင်ဘူးယုတ်လက္ခဏာကိုကြည့်ရင်လည်းအလွန်မှတန်ရှင်းတက်ရက်ပြီးတော့အလွန်ပြင်းပြင်းနေဆိုတော့သူတို့သိတယ်အဲ့တော့ဘာလို့တုံဆိုတော့ဒါအကြောင်းတမျိုးမျိုးရှိမယ်ဒီကလေးကသူ့အဋ္ဌထံနဲ့သူလုံနေတာလို့တော့သူတို့မသိပါဘူးအဲ့တော့ဘာလို့တုံဆိုတော့စကားမပြောပြောအောင် မလှုပ်လှုပ်အောင် သူအာအယောင်ဆောင်နေတယ်အဆွန့်ယောင်ဆောင်နေတယ်ဆိုတော့ဦးဇင်းတို့လက်တွေချီတွေကလည်းထားထားတဲ့အတိုင်းနေရတယ်လွယ်တဲ့ကိစ္စမဟုတ်တနှစ်မဟုတ်ဘူးနှစ်နှစ်မဟုတ်ဟုတ်လားအဲ့တော့ဒီကလေးကိုဘာလုပ်တော့ဆိုတော့ no မတိုင်တိုင်ပြစ်ထားအဲ့ဒါရင်ထဲမှာဘာအစအာရမှမရှိတဲ့ကြောင့်ဝမ်းမီးကလောင်နေမိခဲကိုမျိုးထားရတယ်လို့မျိုးဒါမှသူမမောသိလားငိုလိုက်လို့ရှိရင်ငါရှင်မင်းဖြစ်မယ်ရှင်မင်းဖြစ်ရင်ငရေရောက်နိုင်တယ် အဲ့တော့ဒီဒုက္ခငရဲ့ဒုက္ခလို့တော့အပြင်းထန်မှုဒါသူ့အတွေးပေါ့နောက်တော့သူ့ကိုမုံမကြွေးဘူးခမင်းမကြွေးဘူးရေမတိုက်ဘူးဒီလိုတွေဖြစ်တာလားနဲတဲ့ဟိုစမ်းသက်ချက်တည်းမဟုတ်ဘူးအဲ့ဒါအသက်16နှစ်အထိနေတိုင်းစမ်းသက်မှုရှိတယ်ဘင်းရင်သာခက်ခဲရင်ရထားတာဆိုတော့ဘင်းကြီးကလည်းပဲဒါကိုလွတ်လွတ်ကူကူနဲ့ဒီသားကိုအဆွန်အာအဖြစ်မခံနိုင်ဘူးဟုတ်လား အဲ့ဒါဦးဇင်းတို့သံသတ္တတွေကတော်တော်ကိုလွန်လွန်ကဲကဲပါပဲအဲ့ဒီဇတ်တော်ကိုအသေးစိတ်ဖတ်ကြည့်ရင်တော်တော်ခံစားရကြအောင်လည်းပေါ့နော်ဒီကလေးကိုကြင်ကြီးကြင်ကတုတ်တင်ပေးတာမရှိဘူးတော့ तू ကအစွန်းအဟပုံစံဖန်းထားတာဆိုတော့ तू လုံးမဲ့ကိစ္စက तू နောက်ဆုတ်လို့မရတော့အဲ့တော့ကြင်ကြီးကြင်ကလည်းဒီတိုင်းပဲစွန့်ချလိုက်အဲ့ဒါလူလည်းပေးချမ်းနေနန်းစောနေဘယ်မှဆေးမပေးဘူးအဲ့ဒါလောက်တွေပါတွေကြပိုးတွေပါတွေကြအဲ့ဒါတွေကဒီတိုင်းကြိုက်လဲဘာမှမဖြစ်ဘူးအတိုင်းပဲနေရဲ့ အဲ့ဒါကို तू ငိုတယ်ဆိုတာမရှိဘူးလက်လှုပ်တယ်ဆိုတာမရှိဘူးခြေလှုပ်တယ်ဆိုတာမရှိဘူးဟုတ်လားနောက်မီးနဲ့စန္ဒာရှိတယ်ဆင်းနေမွေးနေနောက်သားရဲ့တလိဆန်တွေနဲ့စံတတရှိတယ်အမျိုးမျိုးပါပဲတကူလုံးကိုဦးရှင်တို့တင်းလဲရည်တွေတုတ်ပြီးတော့နောက်ဘွေစိတ်တွင်းနေကျင်တဲ့တွင်းနေနာချထားတာလည်းရှိရောအဲ့ဒါ तू လှုပ်လို့မရဘူးဘယ်လိုစံတတ်မှုမျိုးကိုမရှိဘူးသူ့ရဲ့ပြင်းထန်တဲ့ဆန္ဒကိုပဲအမိပြုတ်ပြီးတော့ तू ဟာအောင်မြင်အောင်ဖြတ်တန်းတယ်အဲ့ဒါနောက်ဆုံး လက်စကြောင်နဲ့ပြည်လာတဲ့အခါမှာအလိုမှစမ်းလို့မရတော့ဟုတ်ပြီဒါကတော့တကယ်အာအဆွန့်နေမှာပဲရှိပြီးတော့သူ့ကိုမြင်မြုပ်ဖို့အမိန်ပေးတော့အဲ့ဒီကြတော့မှအော်ငါအကျံအောင်ပြီဟုတ်လားအဲ့ဒါမှသင်ချင်းရောက်တဲ့အခါကျတော့ယထာရင်သူ့နန္ဒာကသူ့ကိုမြုပ်ဖို့အတွက်ကျွန်းတူးနေတာအဲ့ဒါသူကယထာဘောကရှင်းပြီးတော့သူ့နန္ဒာကငါ့ကိုတကယ်လို့မြတ်အတင်းအဓမ္မမြုပ်ရင်ငါသူ့ကိုခုခံနိုင်မှမလားဆိုယထာကိုမြောက်ကြည့်တယ်တဲ့ရတယ် သူအာအစွမ်းအပြည့်ရှိတယ်အဲ့ဒါနဲ့တွင်းတူးနေတဲ့သူ့နန္ဒာကိုတွင်းတစ်ခန်းကနေပြီးတော့အောက်ကိုငုံကြည့်ပြီးတော့ဘာတွေလုပ်နေတာတုံးလို့မေးမေးတော့သူ့နန္ဒာကသူ့အရှင်သခင်ကိုမမမေးဘူးတခါမှဒီပုံစံမျိုးမမြင်ရဘူးဟုတ်လားဟိုကလောဆန္ဒပြည့်ဝသွားပြီဆိုတော့ပုံကလည်းပြောင်းသွားတယ်တဘောဟုတ်လားတော့ငါအဖေမေကငါ့ကိုစွန့်လိုက်ပြီးဆိုရင်ငါဒီတော့ထဲမှာပဲရေသေးဝင်နေတော့မယ်ဆိုတော့သူစိတ်ကရှိတယ် အဲ့တော့တိမိယမင်းသားလေးကိုပြုတ်မလို့ဆိုတော့အော်ကို့အရှင်သခင်ကိုပဲမင်းကမြင်မြုပ်မလို့လားကျေးဇူးရှင်ကိုကျေးဇူးကမ်းတာပဲကောင်းမလို့တရားသွားဟောတာအဲ့ဒီကြတော့သူ့အရှင်သခင်မှန်းသိတာအဲ့ဒါဝမ်းမြောက်ဝမ်းသာနန်းတော်ကိုပြန်ပြီးတော့နောက်တော့မေတော်ခမေတော်တွေလိုက်လာတော့သူကဒီမှာရသေးဝေလေးနဲ့ဖြစ်နေပါပြီအဲ့ဒါသူ16နှစ်လုံးလုံးဒီစမ်းသက်ချက်တွေကိုပြင်းထန်တဲ့ဆန္ဒကိုအမိပြုတ်ပြီးတော့သူအောင်မြင်အောင်ဖြတ်သန်းနိုင်တယ်ပြီးကြီးအောင်သူလုံနိုင်တယ်ဘာလို့ပြီးကြီးအောင်လုံနိုင်တာတုံးဆိုတော့ ြင်းထန်တဲ့ဆန္ဒရှိလို့ဟုတ်လားအဲ့ဒါ तू လုံရချိုးနဲ့တယ်လို့ပြောရမယ်ဘာဖြစ်လို့ဆိုတော့မဲတော်ခမဲတော်တွေကမူကြီးမယာတေနာပတိတွေကနောက်ဆုံးအဲ့ဒီပြည်တော်တစ်ခုလုံးမှာနော်တေတော်ကျူးတွေလောက်ပဲပေါ်လောကျော်လုံးနေတဲ့လူတွေလောက်ပဲကျန်တယ်လို့ဆိုတယ်ကျန်တဲ့လူတွေအကုန်လုံးရသေးလိုက်ဝဲတာနောက်အဲ့ဒီတိုင်းနိုင်ငံဟာစိတ်သုံးနေတယ်အုပ်ချုပ်မဲ့လူမရှိဘူးလို့သိလို့ဘေးက ပြည်တော်တွေကလာတော့လည်းပဲဘာဖြစ်သွားကြတာတုံးဆိုရသည်ဝတ်သွားကြတာကိုသိလို့သူတို့ကလည်းလိုက်ပြီးတော့ဒါဟာနှိမ့်ချတဲ့ကိစ္စမဟုတ်ဘူးဆိုတာကိုသိပြီးတော့ရသည်ဝတ်ကြခုနှစ်ပြည်တော်တောင်ရသည်ဝတ်တယ်လို့ဆိုရယ်နော်တစ်တပင်ကောင်းတော့ငတတောင်းဟိုရတယ်ပေါ့နော်တယောက်သောပုဂ္ဂိုလ်ကစွန့်ရီတတိထက်ထက်မြက်မြက်နဲ့လှုပ်လိုက်တဲ့အခါကျတော့အာလုံးအကျိုးရှိကြတယ်ပေါ့ဒါကြောင့်ပိတ္တပေါင်းတော်ကောင်းတို့အလုတ်တစ်ခုပြီးစည်းခြင်းနဲ့ဆိုရင်နံပါတ်1ရှိရမယ့်အခြေခံကတော့ပြင်းထန်တဲ့ဆန္ဒ